ဟာကွက်မရှိအောင်စဉ်းစားလူတန်းနေလို့ပြည်သူတွေဝမ်းဝမ်းချီးကျူးတာခံနေရတဲ့အနယ်ဘိုးအိမ်ပရိသတ်များလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ Sally Space H ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့ငလင်ဘေးဆိုးကြီးကြောင့်ပြည်သူအပေါင်းဒုက္ခမျိုးစုံကြုံတွေ့နေခဲ့ကြရပါတယ်နိုင်ငံတကာကအလူရှင်တွေကငွေကြေးတွေထည့်ဝင်လူဒန်းကြပါတယ်ပြည်ရင်းကစေတနာရှင်အလူရှင်ပေါင်းများစွာကလည်းမိမိတို့တတ်နိုင်တဲ့ဗတ်ပေါင်းစုံကနေအလူငွေတွေကယ်ဆယ်ရေးပစ္စည်းတွေနဲ့အစားအသောက်တွေအသုံးဆောင်တွေကိုလူဒန်းပေးနေကြပါတယ် နိုင်ငံကျော်အနုပညာရှင်တွေနဲ့ဆယ်လီတွေကလည်းအလွန်ငွေတွေကိုထည့်ဝင်ကြသလိုတချို့ကတော့မြေပြင်ထိပါဆင်းပြီးတော့အကူအညီကယ်ဆယ်ရေးနဲ့အားပေးနှစ်သိမ့်မှုတွေကိုလှုံ့ဆော်ပေးနေကြပါတယ်။နွယ်ပိုးရင်ကတော့အထယ်တွေကိုရောင်းချရင်းနဲ့အွန်လိုင်းမှာလူသိများထင်ရှားတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ဒီကတဲ့ရေဘေးကာလမှာလည်းတိတိယောက်ယောက်ပါဝင်ကူညီခဲ့ရာကြောင့်ပရာဟီတာစိတ်သက်ရှိတဲ့သူအဖြစ်ပါထင်ရှားကျော်ကြလာခဲ့ပါတယ်။အခုဖြစ်ပေါ်ခဲ့တဲ့ငလင်ဘေးဆိုးကြီးမှာလည်းနွယ်ပိုးရင်အနေနဲ့စေတနာရှင်တွေနဲ့အတူနေရာဆောင်တောင်းဆောင်ကနေပါဝင်ကူညီလှူဒန်းပေးနေခဲ့ပါ ါတယ်။ကိုပိုင်ကားတစ်စီးကိုထုတ်ရောင်းခဲ့ရပြီးတော့ရရှိတဲ့ငွေတွေအားလုံးနဲ့စွတ်စွတ်ပေါင်း3500ကိုຫນွယ်ပို့ရင်အလိုဖြစ်စတင်မှတ်တည်ခဲ့ရပါ ငလင်လောက်ကတာကြောင့်မန္တလေးမှာရှိတဲ့သူ့ရဲ့ဆိုင်ခွဲတစ်ခုလည်းအနှဲငယ်ထိခိုက်ခဲ့သွားပါတယ်။ဒါပေမဲ့လည်းနယ်ဘိုးအင်ကဒီလိုဖြစ်တာကသူ့အတွက်အလူလုံးဖို့အခွင့်အရေးဖြစ်ရှုမြင်ခဲ့ပါတယ်။တရုတ်ဆောင်မင်းသားညီနန္ဒမင်းသားသူတအောင်တို့အပါအဝင်နယ်ဘိုးအင်ကိုလေးစားချစ်ခင်ကြတဲ့သူတွေနဲ့နိုင်ငံခြားကစီးပွားရေးလုပ်ငန်းရှင်တွေကပါပူးပေါင်းပြီးတော့ပါဝင်လာခဲ့ပါတယ်။နယ်ဘိုးရင်ကတော့ရရှိလာတဲ့အလူငွေတွေကိုအလေအလွင်မရှိစေဖို့အတွက်တေချာစီစစ်ပြီးတော့တကယ်အလူအစုံနေရာတွေမှာတိတိယောက်ယောက်နဲ့လှူဒန်းပေးခဲ့ပါတယ်။လူမျိုးဘာသာဆင်းရဲချမ်းသာမခွဲကြပဲ ငလင်ဘေးကြောင့်အမှန်တကယ်ဒုက္ခရောက်ရသူတွေကိုတည်တည်ချာချာကိုရင်ကိုကြလိုက်လံပြီးအလူတန်းပေးနေကြတာဖြစ်ပါတယ်။လူတန်းတိုင်းမှာလည်းဘယ်နေရာမှာဘသူတွေအတွက်ဘလောက်လူတန်းမှာတွေဆိုပြီးတော့အလူရှင်တွေနဲ့အများမူတီတာပွားနိုင်ဖို့အတွက်ဗီဒီယိုလေးတွေတင်ပြီးတော့အသိပေးလေးရှိပါတယ်။အလူငွေတွေတင်မကပဲသူ့ရဲ့ဆိုင်ကအဝိအထည်တွေကိုလိုအပ်တဲ့ပြည်သူတွေစီကိုလူတန်းနေကြရပါ မန္တလေးစကိုင်းအင်းလေးဒေသတွေကိုလည်းကိုရိုင်းသွားရောက်ပြီးလူဒန်းပေးနေရပါတန်ကားတော်တွေတိကက်တန်ရရတဲ့သူတွေဖုန်ကြီးကြောင်းတွေဗလီတွေငလင်ပေးရောမိပေးပါတင်ခဲ့တဲ့နေရာတွေစေးယုံတွေစတဲ့နေရာအမျိုးမျိုးမှာပုံစံမျိုးစုံနဲ့တိတိကျကျကိုလူဒန်းပေးခဲ့ပါတယ်ဒီလိုချက်တွေကြောင့်လည်းအရင်ကဝေဖန်ကြတဲ့သူတွေအနေနဲ့နွယ်ဖို့အင်ရဲ့ထိရောက်တဲ့လူဒန်းမှုတွေကိုတွေ့မြင်ရပြီးတော့အချိုးတွေပြောင်းကာချီးကျူးနေကြရပြီဖြစ်ပါတယ်လက်ရှိချိန်မှာတော့သူ့ဘော်ကိုယုံကြည်စွာနဲ့ထဲဝင်လူဒန်းကြတဲ့အလူငွေစုစုပေါင်း3900ကျော်ရရှိနေပြီဖြစ်ကြောင်း အသိပေးလာခဲ့ပါတယ်။ရရှိတဲ့အလူငွေတွေကိုလည်းတပြားတစ်ချက်မကျန်တိတိယောက်ယောက်အကုန်လူတန်းမယ်လို့သစ္စာပြုကြောင်းဆိုခဲ့ပါတယ်။ငလင်ပေတဲ့ပြည်သူတွေကိုကုညီကယ်ဆယ်နေရဲ့ကယ်ဆယ်ရေးအဖွဲ့၁၈ဖွဲ့အတွက်အမှန်တကယ်လိုအပ်တဲ့ကိရိယာတွေကိုလူတန်းပေးခဲ့ပါသေးတယ်။ကယ်ဆယ်ရေးအဖွဲ့အတွက်အသုံးစရိတ်နဲ့ကယ်ဆယ်ရေးမှာအသုံးပြုမဲ့ hydraulic cutter တွေကိုစုစုပေါင်း7,250ဘူးလူတန်းပေးနေခဲ့ပါတယ်။ငလင်ပေကြောင့်ဒုက္ခရောက်နေရတဲ့သူတွေရောကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့သူတွေကိုပါတောင်းဆိတ်အောင်ကုညီလူတန်းပေးနိုင်တာကြောင့်ပြည်သူတွေကအရန်ကိုချီးကျူးအားပေးနေကြ ြပါတယ်။ဆက်လက်ပြီးတော့လည်းလူအချက်ရှိရဲ့နေရာတွေကိုကုညီထောက်ပံ့ရေးတွေလှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ပြည်သူကြီးတို့ကလည်းငလင်ပေးကြောင့်ဒုက္ခရောက်ခဲ့ရတဲ့သူတွေရောကယ်ဆယ်တဲ့သူတွေအတွက်ပါဟောက်ခွဲမရှိလောက်အောင်စဉ်းစားပြီးတော့တောင်းဆိတ်အောင်စီစဉ်လှူဒန်းပေးနေရင်ຫນွေပိုးရင်ကိုဗာများပြောခြင်းပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ပြည်သူများဒီကလာကြီးမှာဂရုစိုက်ကြပါနော်။မြမပြည်သူအပေါင်းဘေးဒုက္ခမျိုးစုံခံစားနေရခြင်းမှာအမြန်ဆုံးကင်းလွတ်နိုင်ကြပါစေရှင်။